ော်ဒီနေရာဒီမှာကျွန်တော်တို့ဘယ်နေရာမှာပါဖြစ်လဲဘယ်ဟာပါဖြစ်လဲလို့ကျွန်တော်အသေးစိတ်မတင်ပြတော့ပါဘူးသတင်းတင်ပြတဲ့အခါမှာကျွန်တော်တို့သတင်းတင်ပြလို့ရတဲ့အပိုင်းမှာကျွန်တော်သတင်းတင်ပြပါတယ်သူတို့စခွေးတွေဘလောက်တည်သွားတယ်လဲစခွေးတွေဘလောက်ဒုက္ခရောက်နေတယ်လဲဆိုတာကိုလုံးဝပြောခွင့်မရှိဘူးမသားရင်းများနေလို့လေနိုင်ငံတော်တမနာကအရေးပေါ်အခြေအနေကြီးညာဖို့ဟာကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကိုအစည်းအဝေးခေါ်မယ်ပြီးမှနိုင်ငံအာဏာကိုအရေးပေါ်အခြေအနေကြီးညာပြီးတော့စစ်တပ်ကိုအက်ကပ်ဒါပေမဲ့မြန်မာပြည်မှာမင်းအောင်နိုင်ကအာဏာသိမ်းတဲ့အချိန်မှာဘယ်တမနာမှမကြီးညာထားတယ် အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့9ရက်နေ့ရက်နှခင်ပိုင်းနောက်ဆုံးရသတင်းထူးများတဲ့အတူနောက်ပိုင်းမှာတော့ကျွန်တော်တို့လေးစားရတဲ့ဆီယမ်မနွေဦးမေရဲ့သတင်းလေးတွေနဲ့အတူကျွန်တော်တို့လေးစားရတဲ့ကိုစီရဲ့သတင်းလေးတွေပေါ့ပါစူးစီးတင်ဆက်ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်နဲ့အတူတူစုံနှိမ့်လိုက်ပါချူချူပုတော့ကိုဖိတ်ခေါ်လိုက်ပါခင်ဗျာဆက်လိုက်အောင်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဟုတ်ကဲ့ပါမြန်မာနိုင်ငံမှာပြပတ်ထွက်ပြီးအလုပ်လုပ်နေကြတဲ့လူတွေများနေတဲ့အတွက် ပြည်တွင်းမှာအလုံးလုံးမဲ့ဆွမ်းအားတွေတိတိတသားရော့ကျသွားတယ်ဆိုပြီးအကြမ်းဖက်မိတ်အွန်လိုင်းကပြောဆိုလိုက်ပြန်ပါတယ်။အေးမိတ်အကြမ်းဖက်တော့ဘူကလုတ်ရမယ်။ဂျမနီကနေပြည်တော်မှာပြုတ်လုသွားတဲ့စစ်ကောင်စီအစည်းအဝေးမှာအကြမ်းဖက်မိတ်အွန်လိုင်းကပြောတော့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီမှာအကြမ်းဖက်မိတ်အွန်လိုင်းပြောတော့တာကလက်ရှိမြန်မာနိုင်ငံမှာအလုံးသမားရှာပါမှုပြဿနာနဲ့ပတ်သက်ပြီးတချို့လုံငန်းရှင်တွေရဲ့တင်ပြချက်ကိုသူသိရတဲ့ဆိုတဲ့အကြောင်းတွေပြပတ်ထွက်ပြီးအလုံးလုံနေကြတဲ့လူတွေများနေတဲ့အတွက်ပြည်တွင်းမှာအလုံးလုံးမဲ့ဆွမ်းအားတွေတိတိတသားရော့ကျသွားတယ်ဆိုတဲ့အကြောင်းတွေနဲ့ ဲ့ဒီလိုပြည်ပကိုလူငယ်တွေထွက်ခွာသွားတာမျိုးမဖြစ်အောင်ကြက်ကြက်မမှန်တင်းကျပ်ဖို့တွေကိုပါအမိန်ပေးတော့ပြန်တယ်လို့ပြရပါတယ်။ဆောင်ယူချဘူး။ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာလည်းဂျပန်စစ်ကောင်စီဟာစစ်မှုထမ်းဖို့အကြုံးဝင်တဲ့လူငယ်တွေကိုပြည်ပထွက်ခွင့်မပေးဘဲပိတ်ပင်ထားရကနေအခုတခါမေအောင်လိုင်းကပြည်တွင်းမှာလုံသားဇွမ်းအင်ရော့ကြတဲ့ဆိုပြီးထပ်ပြောနေပြန်တဲ့အတွက် လူငယ်တွေကိုဒီထက်ပိုပြီးပြပထွက်လို့မရအောင်ပိတ်ပင်လာမကိုလည်းစိုးရင်ရတယ်လို့ရန်ကုန်အခြေစိုက်ပြပအလုပ်ကိုင်အေဂျင်စီလုပ်ငန်းရှင်တဦးကပြောထားတယ်။မင်းကဆောက်ယူလို့မဲ့ပြည်သူတွေအလုံးမရှိအောင်လည်းလုပ်နေတယ်။မင်းကအဲ့ဒါလည်းပြောတယ်နော်။ဆောက်ယူမယ်ကျဘူး။စပေးရှောင်းလေးပါဝင်အမျိုးသမီးအယောက်စိတ်ကြောကိုလိမ်မိုင်းဆိုင်ရာကျူးလို့မဒိန်ချင်းခဲ့တယ်။မြတ်ကျောင်းအပ္ပမာရမဟိတကျောင်းတိုင်ဖုန်ကြီးထွက်ပြေးတိတ်ရှောင်သွားပြီလို့ဖုန်ကြီးနဲ့အနီးကနေထိုင်သူတချို့ကရန်ကုန်ခေတ်တိကိုပြောပါလေ။ကောင်းမိနေတယ်။အဲ့ဒီအပ္ပမာရမဟိတကျောင်းတိုင်ဖုန်ကြီးဝါတော်ဝဆိုတဲ့သူဟာ ်မြို့သမီးရောက်20ကျော်ကိုလိမ်မိုက်ဆိုင်ရာမဒိမ့်မှုကျူးလွန်ခဲ့တဲ့အကြောင်းနဲ့ဘုံကြီးကိုတိုင်းတရင်ပေါက်ကြားရင်တပ်ပစ်မယ်ဆိုပြီးတော့ပါချင်းချောက်ခဲ့တဲ့အကြောင်းတွေကိုပါကျူးလွန်ခံရတဲ့သူတွေနဲ့နှီးဆက်သူတွေရောဘုံကြီးနဲ့အနီးကနေထိုင်ခဲ့ဘူးသူတွေကပါပြောဆိုထားတဲ့အကြောင်းတွေကိုရန်ကုန်ခေတ္တကနေတရင်ပေါ်ပြပြီးတဲ့နောက်မှာပဲစစ်ကောင်စီဘက်ကဒီဇင်ဘာလ2ရက်နေ့မှာအဲ့ဒီဘုံကြီးအကြောင်းကိုတွားရောက်စစ်ဆေးခဲ့တယ်ဆိုပါလေအဲ့ဒီလိုစစ်ကောင်စီတပ်ကတွားရောက်စစ်ဆေးတဲ့အချိန်မရေမှုကျလုံးခဲ့တဲ့ဘုံကြီးဟာအเจ้าမှာမရှိတော့ပဲထွက်ပြေးတိတ်ဆောင်သွားပြီးအเจ้าမှာရှိနေတဲ့ဘုံကြီးရဲ့မိသားစုဝင်တွေကတော့ ဘုံကြီးကိုနေမကောင်းလို့ဆေးသွာကုနေတယ်ဆိုပြီးတော့ဒါစစ်ကောင်စီတပ်ကိုပြောလိုက်တယ်လို့အဲ့ဒီဘုံကြီးကတော့စကိုင်းတိုင်းနဲ့မန္တလေးတိုင်းအဆက်ကိုထွက်ပြေးတိမ်းရှောင်သွားတယ်လို့ဘုံကြီးနဲ့နှိဇက်သူကပြောထားပါတယ်။လက်ရှိအဲ့ဒီလိုမရေမှုကျွလွန်ပြီးထွက်ပြေးတိမ်းရှောင်နေတဲ့ဘုံကြီးရဲ့ညီဖြစ်သူအကြာမြင့်ဆရာဒေါက်တာမြင့်မောင်ဆိုသူကတော့ဘုံကြီးထွက်ပြေးသွားတဲ့ဘက်အချမ်းကမန္တလေးတိုင်းထဲမှာရှိတဲ့အမရပူရမြို့နယ်ရွှေကျက်ရဲ့အတကကြောက်ရှိ၃တက်တိုက်အစိမ်းရောင်ဘိန်းခုံဂိတ်အနီးမှာနေတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ။ ကဲကျွန်တော် PDF ပြီးလဲဒီဖုံးကြီးကိုခြေအားခလိုက်ကြပါတော့နော်မန္တလေးတိုင်းကမန္တလေး PDF ထိန်းချုပ်ထားတဲ့မတရားမြို့နယ်မြို့ကုန်းခြေပါကူအချက်ဖက်စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အချိန်ဒေါ်လိုင်းကြီးပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွင်စစ်ကောင်စီတပ်သားမတားအလောင်း9လောင်းနဲ့လက်နက်ခဲယံတွေပါတင်းစီရရှိထားတဲ့အပြင်နောက်ထပ်စစ်သားတအုပ်ကိုပါအရှင်ဖမ်းဆီးရမိထားတယ်လို့မန္တလေး PDF ရဲ့ပြောဆိုခွင့်ရှိသူကိုအော့စမွန်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒီဇင်ဘာလ2ရက်နေ့ကပဲမန္တလေး PDF ထိန်းချုပ်ထားတဲ့မတရားမြို့အရှိတ်ဘက်ချမ်းကမြို့ကုန်းခြေပါဘက်ကိုအချက်ဖက်စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာတဲ့အချိန် ဒေါ်လာရေးပူပေါင်းတက်တွေကတိုက်ခိုက်ချေမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေတော်တော်ကိုများသွားပြီးတဲ့နောက်စစ်ကြောင်းဟာရှစ်ဆက်မတိုးရဲတော့ပဲနောက်ပြန်ဆုတ်သွားကြသလိုတိုက်ပွဲတွင်စစ်ကောင်စီတပ်သားမပါလောင်းခဏလောင်းနဲ့လက်နက်ခဲယံတွေကိုပါတင်းစီရရှိထားတဲ့အပြင်နောက်တစ်စစ်သားတအုပ်ကိုလည်းအရှင်ဖမ်းဆီးရမိထားတယ်လို့မန္တလေး PDF ရဲ့ပြောရေးဆိုခွင့်ရှိသူကိုအော့စမိုကပြောထားပါတယ်ခင်ဗျလူတန်းတွေတော်တော်လောက်လာပဲနော်စစ်ခွေးတွေကဘကိုးတိုင်းဘက်မှာတော့ ဂျိုးပင်ကောင်းမြို့နယ်မှာပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့မြို့မှာတောင်ရက်ကွက်အုပ်ချုပ်ရေးမှုနဲ့ယာအိမ်မှုတို့ပြစ်ခတ်ခံရပြီးယာအိမ်မှုအောင်ထုံးဆိုသူကတော့ပွဲချင်းပြီးကိုသိသွားပြီလို့ဒီကြက်ထိုင်ရင်3832တာဝန်ခံရဲဘော်ဒူရကလည်းခက်တယ်ပြောပါလေဒီဇင်ဘာလ3ရက်နေ့ဖြစ်တဲ့မနေ့ကပဲဂျိုးပင်ကောင်းမြို့နယ်မှာပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့မြို့မှာတောင်ရက်ကွက်အုပ်ချုပ်ရေးမှုခင်မောင်ဝင်းနဲ့ယာအိမ်မှုအောင်ထုံးဆိုသူတို့နှစ်ဦးရုံလန်းတောက်မှာစကားပြောနေတဲ့အချိန် PDF တရင်3832တက်ခွက်တိရဲဘော်တွေကပွားရောက်ပြစ်ခတ်ရမှာ ရာအိမ်မှုအောင်ထုံးဆိုသူကတော့နေရာမှာတင်ပွဲချင်းမိကိုသိသွားပြီ။အုတ်ကြီးကတော့ထွက်ပြေးသွားတယ်ဆိုပါလေ။အဲ့ဒီလိုပြစ်ခတ်ရှင်းလင်းခံရတဲ့ရာအိမ်မှုအောင်ထုံးဆိုတဲ့သူဟာအုတ်ကြီးနဲ့အတူစစ်ကောင်စီတပ်အတွက်ပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေလုံနေုံနေမှာကစစ်မှုထမ်းကိစ္စနဲ့ငွေညှင့်တောင်းရန်ဓာတ်တွေပါလုပ်ပြီးလူငယ်တွေကိုမတရားဖမ်းဆီးခိုင်းတာတွေပါလုပ်နေသူဖြစ်တယ်လို့အခုတော့သေပြီလို့ PDF တရင်383ညနဲ့တာဝန်ခံရဲဘော်တို့ကပြောထားပါတယ်ခင်ဗျ။ကောင်းလေတဲ့အခုတခါမကွေးတိုင်းပတ်မှာတော့ ရင်းစုံမြို့နယ်ဂွေးကျိုပြူစော့တီရွာကအချမ်းပစစ်ကောင်စီတပ်သားတွေနဲ့ပြူစော့တီတွေအထိုင်ချရာနေရာကိုဒေါ်လန်ရေးပူပေါင်းတပ်တွေက rocket ဆဲလုံးနဲ့ the reserve ပြစ်ခတ်တိုက်ခိုက်မှုအတွင်းဈေးကောင်စီတပ်သား5ဦးနဲ့ပြူစော့တီ2ဦးတို့ကတော့အသီးသီးတိတ်ကုန်ကြပြီလို့တာတေ PKU အဖွဲ့ရဲ့တာဝန်ခံကရန်ကုန်ခေတ်တကိုပြောပါတယ်ဒီဇင်ဘာလ2ရက်နေ့ကပဲရင်းစုံမြို့နယ်ဂွေးကျိုပြူစော့တီရွာမှာရှိတဲ့အချမ်းပစစ်ကောင်စီတပ်သားတွေနဲ့ပြူစော့တီတွေအထိုင်ချရာနေရာကိုဒေါ်လန်ရေးပူပေါင်းတပ်တွေက rocket ဆဲလုံးနဲ့ the reserve ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတက်ခတ်မှုအတွေ့ဂွေဂျိုပူစောတီရွာမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်သား9ဦးနဲ့ပူစောတီ2ဦးကတော့ရော့ကက်တွေရဲ့ပောက်ကွဲမှုတွေကြားမှာပဲအတိအသင့်တိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိထားတဲ့အကြောင်းကိုသိထားရတယ်လို့တာတေ PKU အဖွဲ့ရဲ့တာဝန်ခံကပြောထားပါတယ်ခင်ဗျာစစ်မကောင်းဘူးနော်ဒီတခါရန်ကုန်မြို့မှာတော့လိုင်းတရားနဲ့ရွှေပြည်သားမြို့နယ်မှာအချမ်းပတ်စစ်ကောင်စီတပ်နဲ့ပေါင်းပြီးအလုသမားတွေအပေါ်ဖိနှိပ်နေတဲ့တရုတ်နိုင်ငံသားပိုင်စစ်ရုံနှစ်ရုံကိုဘုံခွဲတတိပေးခဲ့တယ်လို့ The Grand and Sun အဖွဲ့ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ်ကိုပြောပါတယ် ဒီဇင်ဘာလ၂ရက်နေ့ညပိုင်းကပဲအချမ်းပါစစ်ကောင်စီနဲ့ပေါင်းပြီးလူသမားတွေကိုဖိနှိပ်နေတဲ့ရန်ကုန်မြို့လှိုင်သာယာမြို့နယ်မှာရှိတဲ့တရုတ်ပိုင်တွန်တန်ဝင်းဖနက်ဆက်ယုံနဲ့ရွှေပြည်သာမြို့နယ်တာလူကန်စက်မှုဇုံမှာရှိတဲ့တရုတ်ပိုင်ပေါင်းချင်းဆက်ယုံတို့ကိုဒေါ်လာကြီးရဲ့ဘော်တွေကဘုံခွဲတတိပေးခဲ့တယ်ဆိုပါတယ်အဲ့ဒီတရုတ်ပိုင်ဆက်ယုံနှစ်ယုံစလုံးဟာစစ်ကောင်စီနဲ့ပေါင်းပြီးလူသမားတွေအပေါ်မတရားဖိနှိပ်ခေါင်းပုံဖြတ်တာတွေလူခွင့်ရေးချိုးဖောက်တာတွေနဲ့စစ်ကောင်စီတပ်ကိုတောက်တိုင်လုပ်ပြီးထောက်ပံ့နေတာတွေကြောင့် ဲ့ဒီတော့လောက်ရက်တွေကိုရက်တန်းကရက်ဖို့ဘုံခွဲတတိပေးတာဖြစ်တယ်လို့လဲ The Grand and Sun အဖွဲ့ရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျာကဲပါဒါတော့ဒီကနေ့ရဲ့နောက်ဆုံးရသတင်းသတင်းလေးပဲဖြစ်ပါတယ်။မင်းအွန်လိုင်းမင်းအွန်လိုင်းပြည်တွင်းလှုပ်လှုပ်အားလုံးနှဲလာတယ်ဟုတ်လား။နှဲမှာပေါ့မင်းကရှိတဲ့လူတွေကိုခေါ်ရတယ်။ခေါ်တော့မှစစ်သားလောက်ခိုင်းတယ်။နောက်ပြီးကျတော့မြန်မာနိုင်ငံမှာအလုံးမရှိတဲ့အတွက်ကြောင့်ငါတို့လူငယ်တွေရောလူကြီးတွေပါမကြံဘူးနော်။နိုင်ငံခြားကိုတွားရမလို့ရတယ်။အဲ့ဒါနိုင်ငံခြားကိုတွားမယ်ဆိုတော့လေပြစ်ပြင်းတယ်နော်။ ပြီးကြတော့ဖမ်းသွားတယ်ဖမ်းရောမှစစ်သားလောက်ခိုင်းတယ်စစ်သားလောက်တော့ပါလဲရှေ့တန်းထွက်တယ်ရှေ့တန်းထွက်တော့မတားပေါ်တယ်အဲ့လားတွေတော့မကြည့်ရမယ်စောက်ယူထားတယ်တည်ရမလားရှောက်ပြောနေနော်မင်းကတော့ဘာဖြစ်မလဲကွာမင်းတော့မှစစ်သားအယောက်တရာတည်းလဲသမင်းစားတော့ကစ်သားဝတားလေးတွေတော့ပုံမှန်စားနေရမှာပေါ့နော်အဲ့ဒါကြောင့်ကိုလက်အောင်ငယ်သားတွေရောကြည့်ရတယ်ကွာတကူကောင်းဆန်လို့မရအောင်နင်ကခေါင်းဆောင်တာလုံနေတာဒီလားခေါင်းဆောင်တကူကောင်းဓမ္မနော်ကျန်တဲ့အရာတွေရောတော့ကျွန်တော်ရဲ့ညီကောင်မတွေပဲ comment မှာရေးခဲ့ပြီးပါခင်ဗျာဆိုတော့ ျွန်တော်ဒုတိယပုံအနေနဲ့ဆီယမနိုမီရဲ့ beautiful fire ကိုတွားရအောင်ကျွန်တော်ဒီမိုးမောက်ကိုလွန်ခဲ့တဲ့လေးလလောက်ကတည်းကနေမှကျွန်တော် KIA ဘက်ကနေမှထိန်းချုပ်လိုက်ခဲ့ပြီးပြီဖြစ်တယ်ဒါပေမဲ့လဲပဲစစ်ခွေးတွေကတော့မိုးမောက်မှာရှိတယ် သူတို့စစ်ခန်းကိုပြန်ရဖို့ဆိုပြီးမှကျွန်တော် KIA တွေတိတ်ပြီးတဲ့နောက်၄ရက်ကနေစပြီးသူတို့ထုတ်စစ်စင်ပြီးမှဒီမိုးမောင်းတဲ့ဗမောကြားမှာတိုက်ပွဲဖြစ်နေတာဒီဒီနေ့ဒီအချိန်ချင်းဖြစ်တယ်ဆိုတော့အခုသူတို့က ER အလုံးအရင်နဲ့ထိုးစစ်စင်လာတယ်လေရင်နဲ့ဘုံကျဲတယ် drone နဲ့ပစ်ခတ်တယ်ဒါပေမဲ့လည်းပဲမနေ့ကတော့ကျွန်တော်တော်လာရေးကြီးလည်းမခံဘူးလေနော်ဆိုတော့ KIA နဲ့ PDF တွေရဲ့လက်ချက်ကြောင့်66កောင်ကတော့မိုးမျောဖြစ်သွားတယ်တည့်ရဲ့အတိုင်းပန်းစံကုန်မြေလဲ70កောင်ကိုပြန်ပြမဖမ်းမိရတာဖြစ်တယ်ဆိုတော့အခုသူတို့က အထိအခိုက်အရန်များလာတဲ့ကချင်ပြည်နယ်မှာခွေးမသားစုံအရန်နာနေပြီးဒီမသားတဲအကောင်တွေကိုဘလို့ထိမ့်ချုပ်ရမလဲကျွန်တော်ကချင်နယ်လည်းမတတ်တော့ဘူးเนาะမြန်မာပြည်တခွင်လုံးကိုပြန်ကြည့်တဲ့အခါမှာလေးထုကိုအတော်လေးညှိညမ်းစေတဲ့တပ်တော်တွေကခွေးတွေဖြစ်တယ်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာမတားကောင်အနတ်တကြီးပဲဖြစ်နေပြီเนาะနောက်ဒုတိယသတင်းတစ်ပုတ်အနေနဲ့ကတော့ကျွန်တော်ဗီဒီယိုအရင်နားထောင်ကြည့်ရအောင်เนาะတိုက်ပွဲတွေကပြင်းထန်နေပြီလို့တို့မြန်မာဆန်ရေးသားတွေ့ရတယ်ထုတ်တူပါပဲဒီစစ်သွေးကြွတွေရဲ့ ် online တွေမှာလည်းရောက်ရှိရတဲ့နေရာလို့ဓာတ်ပုံတွေတောက်တင်နေတာတွေ့ရတယ်အဲ့တော့အန်နဲ့ပတ်သက်ရင်တော့ကျွန်တော်ပြင်းပြင်းထန်ထန်ဆောင်ရွက်ပေးစီချင်ပါတယ်ပြင်းပြင်းထန်ထန်ရှင်းလင်းပေးစီချင်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရှေ့မှာဖြစ်ခဲ့တဲ့တာဒကတွေရှိတယ်ရန်သူကတော့ကျွန်တော်အင်အားအလုံးကြီးတွေကိုဒီလမ်းပိုင်းတွေမှာပိတ်ဆို့ထားတယ်စစ်ကူပေးနိုင်တဲ့ဒါမင်းဘူးအန်လမ်းပိုင်းကိုသူတို့ပိတ်ဆို့ထားတယ်ဒီနေရာဒီမှာကျွန်တော်တို့ဘယ်နေရာမှာဘာဖြစ်လဲဘယ်ဟာဘာဖြစ်လဲလို့ကျွန်တော်အသေးစိတ်မတင်ပြတော့ပါဘူးသတင်းတင်ပြတဲ့အခါမှာကျွန်တော်တို့သတင်းတင်ပြလို့ရတဲ့အပိုင်းမှာကျွန်တော်သတင်းတင်ပြပါပါတယ် ကျန်တဲ့တပိုင်းကိုကျွန်တော်မတင်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပေးထားချက်တွေဖြစ်ပါတယ်။ဆိုတော့အခုဒီဗီဒီယိုကတော့အမ်မာဖြစ်တဲ့ပြဿနာ။ခုဒီအမ်မာကအာထကနဲ့အထိဒေါ်လာရဲဒီဘက်ကနေမှစစ်ခွေးကိုမောင်းထုတ်တာဒီအာထကနဲ့အထိရောက်လာပြီ။ဆိုတော့ကျွန်တော်ဒေါ်လာရဲဘက်ကတော့ဘယ်နာချီရောက်တယ်ဆိုပြီးမှတပ်ပုံနေနဲ့နော် ကျွန်တော်ကအထောက်အထားအပြည့်အစုံနဲ့ကျွန်တော်တင်တာကိုဒီဘောမာတွေတွေ့တယ်။ဒါကြောင့်ကျွန်မအမြဲတမ်းပြောတယ်ဒီဘောမာတွေခွေးလော်ပီဒီကကျွန်တော်တော်လာရဲဒီရဲ့တရင်ကိုအခြေခံပြီးမှကျွန်တော်က A ဆိုသူတို့က B ကိုပြောင်းပြီးမှသူတို့တရင်လွှင့်တာဖြစ်တယ်။ကျွန်တော်အဖြူဆိုသူတို့ကအနီဆိုပြီးမှသူတို့တင်တာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကဘေးနေရမှာမှသူတို့ကတရင်သွားယူလို့မရဘူး။အိမ်ထဲအိမ်ပြန်တော့မထွက်ရဲတဲ့ခွေးတွေဖြစ်တယ်။တနည်းနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ပြည်သူလူထုတွေရဲ့မျက်တာစူးတဲ့အတွက်ကြောင့်တို့ဟာဘယ်သူမှမထည့်နဲ့ကိုကိုကိုအကျေချုပ်ဖြစ်နေကြတဲ့ဝရမ်းပြည့်ရဲ့ခွေးတော့ပြစ်တယ်ဖြစ်တယ်။ အမှတ်တွေသူတို့ကအရန်စိုးရင်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုအရှင်မှာတာရကရှိခဲ့တဲ့အတွက်ကြောင့်လေပြောမယ်ဆိုလို့ရှိရင်တော့သူတို့ရှမ်းမြောက်မှာသူတို့ရဲ့ဌာနချုပ်ကြီးတခုပြုတ်သွားခဲ့တာကသူတို့ရဲ့မျက်ဝါးချင်းချင်းကြီးဖြစ်နေတာဖြစ်တယ်သူတို့ရဲ့မျက်စိထဲမှာဘရောမှမထွက်တဲ့အဖြစ်ပျက်ကြီးတခုဖြစ်နေတာဒါကြောင့်သူတို့ရဲ့အရေးကသူတို့ကိုအမြဲတမ်းချောက်နေတာဖြစ်တယ်သူတို့ကသာငါတို့နိုင်နေတယ်ဟဲ့ငါတို့နိုင်နေတယ်ဟဲ့လို့ဘလောက်ပဲပြောပြောသူတို့ရဲ့နောက်ကနေသူတို့ရဲ့အရေးကြီးကသူတို့ကိုအမြဲတမ်းချိန်ချောက်နေတာဖြစ်တယ်ဒါကြောင့်အခုဒီအမ်ကြသွားမှာရမ်းကြောက်တယ်ဆိုတော့အခုနောက်ဘောမှတယောက်လဲဘာပြောတယ်လဲနားထောင်ကြည့်အောင်နော် လမ်းဖြစ်နေတာဒါကောင်ကြီမိုးတွေတောင်ရွာတဲ့ပုံစံမျိုးတွေဖြစ်နေပါ냐ဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့ဒီဇိုင်းပို့နေကြတာမျိုးရှိတယ်။အဲ့တော့ကျွန်တော်တို့ကဒေတောင်းနေနဲ့ဟို drone နေနဲ့လက်နက်ကြီးတွေနဲ့ကျွန်တော်ပြန်လည်ပြီးတော့ခုခံတယ်ပြန်လည်ပြီးတော့ကျွန်တော်တို့ဟိုနေခြေမုံတယ်ပေါ့ဗျာအဲ့အချိန်မှာကျွန်တော်တို့ဘာဖြစ်လဲဆိုတော့သူတို့ဟန်တာနိုင်တဲ့အနေထားတော့ရှိသွားတယ်။ညခိုင်ပါနော်။ ခန့်တားနိုင်တယ်ဆိုတော့အနေထားတော့ကျွန်တော်စကားပြောလို့ရတယ်။နောက်မောင်းတော့နာကကကလာတိုက်တယ်ဒါမှမဟုတ်သူတို့လူကောင်ရအနေပါချင်းနေတာလားတော့မသိဘူး။တိတ်ပြီးတော့တိုက်တာလို့ခဏလောက်လေးပဲလာပြစ်ပြီးတော့ပြီးသွားတယ်ကိစ္စကဟုတ်လား။ဒါအဝေးရပြစ်တာအနီးကပ်ပြစ်တာလည်းမဟုတ်။နောက်အဲမှဆိုဒါမှတိုင်းရုံတို့တိုင်းရုံတော့ကာကီရှိမယ်ဗျ။အဲ့ဒီနေရာဒီမှာကျွန်တော်ပွဲကတာရှိတယ်။လေချောင်းနေတာလည်းတနေ့များတန်းတန်းတန်းမျိုးပွဲကတာရှိတယ်။အဲမှလည်းအဲ့တော့အဲ့ဒါလည်းဘာဖြစ်တယ်လဲ။ထိန်းချုပ်နိုင်တဲ့ဟန်တားနိုင်တဲ့ဆိုတဲ့အနေထားတော့ပဲဖြစ်တယ်နော်။အဲ့လိုမျိုးဖြစ်တယ်။ဟိုတနေ့ကျွန်တော်ဗီတက်ဖြစ်သွားတယ်။ဗီတက်ဖြစ်သွားတဲ့ကိစ္စမှာကျွန်တော်စီကိုချက်ချင်းဖုန်းဆက်တယ်။ ားဖို့ပြင်ဆင်နေကြတာဒီအခုဟိုမှာတက်ကကြောက်သွားပြီလို့ပြောတယ်ဘာညာဆိုပြီးတော့အဲ့ရတောက်ရောက်တရင်ရောက်တယ်တက်ကတော့ကြောက်ပြီဘာညာလို့ပြောတယ်အဲ့တက်ကတော့အဓိကတော့ကိုတိထားတဲ့အနေထားတော့ကြားလေတော့မဟုတ်ဘူးသူတို့ခွာစစ်ဆင်နေတယ်ထင်တယ်ခွာစစ်ဆင်နေတယ်ဒါပြောလိုက်တယ်ပြီးလိုက်ပြီးတော့အေးအေးအောင်ဝတ်တက်ခံတယ်နောက်ညာပိုင်းမနက်မိုးလင်းကနေလိုက်ကြကြအဲ့မှာတိုင်မိုင်းနေခေါ်မှာနော်အဲ့ဒါကြီးချပြီးတော့တိုင်မိုင်းအချိန်ပေါက်သွားတယ် တကွင်းလုံးတခါလေးဖြူချပလိုက်တယ်။ခိုင်ပြင်းနေကြီးကိုကျွန်တော်ပိတ်တင်ပေးလိုက်။မပိတ်ရင်ထိုးစင်းတဲ့အပြက်ချင်းမှရအောင်။ကြာရှည်မွေးတိုင်းတော့အကုန်သိမှာပဲ။ဒါလူလူမျိုးတုံးစီတယ်ဆိုတဲ့အနေထားမျိုးဖြစ်သွားတဲ့အားမျိုးကျွန်တော်တို့ဒါတွေ့မြင်ရတယ်။ဒီပေါ်မှာပြောသွားတာကတော့နော်ချမယ်ဆိုလဲမြန်မြန်ချမချဘူးဆိုလို့ရှိရင်လည်းပဲပိတ်လိုက်ပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်စခွေးတွေကအများကြီးတည်နေတယ်လေ။ဖမ်းရတာတွေရောတေသွားတာတွေရောပျောက်သွားတာတွေရောနော်မတာမြင်တာတွေရောမတာမမြင်တာတွေရောအများကြီးဖြစ်တဲ့အခါမှာကျတော့မတိုက်နိုင်ဘူးဆိုလို့ရှိရင်တော့ နော်ပေးလိုက်မပေးဘူးဆိုလို့ရှိရင်တိုက်ယူတဲ့ဘာကြောင့်လဲသူတို့ဒီစကားပြောတယ်ဆိုလို့ရှိရင်သူတို့ကအချိန်နဲ့အတိအကျကိုမသိဘူးအချိန်နဲ့အတိအကျဆိုတာဒီအေအေဘက်ကနေမှဖြက်လေးဖြက်တင်နဲ့ဖြတ်ထားတယ်ဆိုတာလဲသူတို့ကကြားတာကြားတာဟုတ်တယ်လားမဟုတ်ဘူးလားသူတို့ကောင်းကောင်းမသိဘူးနော်အခုလုံးဝစစ်ကူလဲလာလို့မရဘူးလို့ ျော်စုဝတော့ပြုတ်ပြီးသားဖြစ်တယ်เนาะဒါပေမဲ့တချို့ကျတော့အောက်ကနေလာလို့မြန်လေးရင်နဲ့လာပို့ပါလားအဲ့လိုမျိုးဖြစ်တယ်เนาะအနောက်ပိုင်းစစ်ဌာနချုပ်ကိုစစ်ကိုလာပို့တော့မှတောင်းမှဘာဖြစ်သွားလဲအကောင်90ကိုတော့ဖမ်းမိတယ်ကျန်တာတွေမတအပေါ်ကုန်သွားတာဖြစ်တယ်အခုဒီ Ukraine ပြည်ဘက်ကိုပို့လိုက်တဲ့ဒီခွေးကလေးတွေကလည်းအားလုံးက45ရက်နလ3လတင်းတန်းတက်ပြီးမှပို့လိုက်တဲ့ကလေးတွေဖြစ်တယ်သူတို့ကသူတို့စိတ်ဝါသနာပါပြီးမှလာတာမှမဟုတ်တာမဲပေါက်လို့လို့လာတယ်ပေါ်တာဆွဲလို့လာတယ်အလံဖြူထောက်လိုက်မှာပဲ เนาะตากูไม่ติတော့ต่ายเมဆိုလို့ရှင်เนี่ยลาต่ายပါတယ်เบลูลาต่ายมั้ยမနိုင်လို့ပဲအခုနေ့တိုင်းညတိုင်းစခွေးတွေတေးတဲ့ခွေးကတေးအဖန်းခါနဲ့ခွေးကဖန်းခါအလင်းတိတန့်ဝင်သွားတဲ့စခွေးတွေကအလင်းဝင်အဲ့လိုဖြစ်ကုန်နေပြီလေဒါကြောင့်ต่ายเมဆိုလဲต่ายဒီစကားကတော့နော်အုံအောင်ရှိလို့ပြောတာပြီးလို့ရှင်အခုဒီကျိုးစုပါပြောလား အရှိကတရကကြောင့်သူတို့ကအရန်စိုးရိမ်နေတဲ့ကြောက်နေတာပြလို့ရှင်ပြောနိုင်တဲ့တည်င်းပဲပြောမယ်မပြောလို့မရတဲ့ဥစ္စာမပြောဘူးပြောချင်တာဒီသူတို့ကိုသူတို့စစ်ခွေးတွေဘလောက်တည်သွားတယ်လဲစစ်ခွေးတွေဘလောက်ဒုက္ခရောက်နေတယ်လဲဆိုတာကိုလုံးဝပြောခွင့်မရှိတာဖြစ်တယ်အခုရခိုင်မှာစစ်တပ်၃လခုပဲကျွန်တော်တာဖြစ်တယ်ဒါပြီးပြီဆိုလို့ရှင်တော့ရခိုင်ဒီလုံးဝစစ်ခွေးပပျောက်တဲ့ပြည်နယ်တခုဖြစ်သွားပြီနော်ငွေတို့ကိုလုံခြုံရေးမပေးနိုင်ဘူးလားဆိုပြီးမှဝရန်ပြခွေးချဖို့ကိုအော်မနေနဲ့သူ့ကိုတောင်နင်းတို့ကလုံခြုံရေးပေးနေတာဖြစ်တယ်နော် ဟုတ်ကဲ့ပါဒါတော့ဆ iam မနွေမွေရဲ့ဗီဒီယိုပါမှဖြစ်ပါတယ်ဆ iam မနွေမွေကတော့ဘောမတွေပေါ့နော်ကောင်းကောင်းလေးဆုံးမထားတာအားရတယ်ဗျာကျွန်တော်တို့နှောက်တုံးခေါပြန်ကြည့်မိတယ်စကားပြောတာတွေကအရန်ဟန်ကိုပညာသားပါတယ်ပေါ့နော်အဲဒါကြောင့်ဒီရဲ့ဗီဒီယိုဘောမတွေလည်းကြည့်မှတော့တိတ်ချတယ်ဗျာဒီလိုမျိုးကောင်းတဲ့ဗီဒီယိုတွေဆိုလို့ရှိရင်ပေါ့နော်တို့ရဲ့အဖက်ကလူတွေကယူတော့မှတို့ရဲ့ channel ထဲမှာပေါ့နော် Telegram channel မှာဖြစ်ဖြစ်တို့ဆက်သွယ်တော့ပေးမှာတိတ်ချတယ်ဆိုတော့ဒီကောင်တွေကြည့်တော့ဘာမှပြန်မတုံ့ပြန်နိုင်ဆိုတော့တို့ပေါ့နော်ရန်ကိုအားရတယ်ဗျာဘောမတွေကို အညာကိုချိုးချိုးချိုးတာဆရာမလို့ယူမိရတယ်လားအရန်ကိုလေးစားရပြန်နော်ဆိုတော့ကိုတမင်ချက်လေးရောကမန့်မှာရေးခဲ့ပြပါဦးဗျာဒါဆိုကျွန်တော်နောက်ဆုံးတစ်ပုတ်အနေနဲ့တော့ပေါ့ကျွန်တော်တို့လေးစားရကိုစီရဲ့သတင်းလေးကိုကြည့်လိုက်အောင်မင်္ဂလာပါခကြီးထွက်နေတယ်ဒီလိုပါလည်းမတင်ပြဘူးအန်ဂိုလီးယားသတင်းလေးတွေ့လို့မနေနိုင်လို့လမ်းမှာရိုက်လိုက်အောင်အင်္ဂိုလီးယားတခင်ကလူတိုင်းလည်းပြောတယ်အင်္ဂိုလီးယားအစိုးရကစစ်အုပ်ချုပ်ရေးကြီးညာလိုက်တာအင်္ဂိုလီးယားဒီသမ္မတကစစ်အုပ်ချုပ်ရေးကြီးညာလိုက်တာစစ်အုပ်ချုပ်ရေးကြီးညာလိုက်ပြီးတဲ့အချိန်မှာသတင်းပေါ်တက်လာတယ်ကျွန်တော်တို့တွေ့တော့ဟာပဲဖြစ်သွားတယ် ဟာတွားပြီပေါ့နော်တောင်ကိုရီးယားကိုအားကျနေတာကိုရီးနိုင်ငံလို့ထင်တာတွားပြီလို့ကိုထင်ထားခဲ့တာပေါ့ဘာလို့ဆိုတော့အဲ့လိုထင်တာလည်းမမှားဘူးလေကျွန်တော်တို့ရေကန်နေကန်တွေကအာနာသိမ့်ပြီးနှစ်ပေါင်း20ကြော်ကြာတဲ့နိုင်ငံသားတို့ဟုတ်တယ်မလားအဲ့တော့တောင်ကိုရီးယားကတွားပြီလို့ထင်ထားနေတာပေါ့ဒါပေမဲ့နှစ်နာရီကျော်အတွင်းမှာစစ်အုပ်ချုပ်ရေးကိုတမနာကပါလီမန်ကလက်မခံလို့ပြန်လဲရုပ်သိမ်းလိုက်တာမကြောက်ဘူးကမ္ဘာပေါ်မှာစံချိန်ချိုးွားတဲ့အပြောင်းလဲပေါ့အဲ့ဒါကဘာကြောက်လဲတမနာကသူဒီအင်အားတွေပြိုင်ဖို့အတွက် ဆေးအုပ်ချုပ်ရေးကိုကြီးညာလိုက်တဲ့အချိန်မှာပါလီမန်ထဲမှာအမတ်ပေါင်း190ကနော်အစည်းအဝေးခေါ်ပြီးတော့ဒီဆေးအုပ်ချုပ်ရေးကိုလက်မခံဘူးဆိုတဲ့အာကိုကြီးညာတယ်အဲ့ဒီ190ထဲမှာဒီတမထရဲ့မိခင်ပါတီက16ယောက်ပါတောင်ကိုရီးယားမှာလည်းအာဏာသိမ်းတယ်နော်လွတ်တော်အမတ်တွေကပါလီမန်မှာစုဝေးတယ်အစည်းအဝေးလုပ်တယ်အာဏာသိမ်းတာကိုလက်မခံဘူးပြောတယ်မြန်မာပြည်မှာလည်းအာဏာသိမ်းတယ်လွတ်တော်အမတ်တွေကလွတ်တော်မှာစုဝေးတယ်အာဏာသိမ်းတာကိုလက်မခံဘူးပြောတယ် တောင်ကိုရီးယားစစ်တပ်လည်းလွတ်တော်အဆောက်အုံဝင်းထဲကိုဝင်လာပြီးတော့ပိတ်ဆို့တယ်တမနာပေးတဲ့အာဏာကိုရယူဖို့ကြိုးစားတယ်မြန်မာစစ်တပ်လည်းလွတ်တော်ထဲဝင်လာပြီးတော့လွတ်တော်အမတ်တွေကိုပါဝင်နော်တက်ဆိုင်ရာဒီလွတ်တော်ဥက္ကဋ္ဌတွေကဆက်အားလုံးကိုဝန်ုံဖမ်းဆီးတယ်လွတ်တော်ထဲဝင်ပြီးတော့နေရာယူဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့တောင်ကိုရီးယားစစ်သားတွေကတောင်ကိုရီးယားပါလီမန်ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံတယ်ဘာကြောင့်လဲသူတို့တောင်ကိုရီးယားစစ်သားတွေကလူပိတလို့အများစုရဲ့စံနှုန်းနော်ဒီ 190လက်တော်မဲ့300မှာ190အတိကနော်လက်တော်မဲ့300မှာ190ကျော်ကအတိုက်ခံပါတီဘက်ကကြီးစိုးထားတယ်အဲ့ဒီမှာမှ190ကျော်ကဒီအာနာသိန်းတော်လက်မခံဘူး190ကျော်တက်ရောက်တဲ့အစည်းအဝေးမှာ190ကျော်လုံးမှာသူ့ဘက်ကပါတီတော်မှ16ရောက်ပါတယ်ဆိုတော့အားလုံးကလက်မခံဘူးဆိုတော့ဒီလက်တော်အမှတ်တွေဒီပြည်သူတွေရဲ့အမှတ်တွေအဲ့တော့တောင်ကိုရီးစစ်တပ်ကဒါကိုလက်ခံတယ်အဲ့တော့တမနာကဆေးအုပ်ချုပ်ရေးကြီးညာပြီးတော့နှစ်နာရီအတွင်းမှာနိုင်ငံရဲ့အာနာကိုနော်စစ်တပ်ကြီးကိုလွှဲပေးတဲ့ကိစ္စကိုပြန်လည်ပြသိမ်းပြီးတော့ ပညာပေးရတယ်အဲ့တော့ဒါဘာလဲဆိုတော့အလုံးတိတဲ့တိုင်းနိုင်ငံထဲမှာအာဏာယူတာရှိတာပဲလက်ရှိတောင်ကိုရီးယားတမရကလည်းနော်ဟိုနာမည်ပြက်နေတယ်သူမိမကလည်းအဂရိမှုတွေနဲ့ဒါပေမဲ့တောင်ကိုရီးယားတမရမိမဘလောက်ပဲအဂရိမှုတွေရှိရှိပါမြန်မာပြည်ကစောက်ခေါမကျူကျူလာနော်ခိုးထားတဲ့ဟာတလားစာမရှိပါဘူးဟုတ်တယ်မလားဒါပေမဲ့တောင်ကိုရီးယားပြည်သူတွေကဒီတမရကိုပြုတ်ချဖို့တမရကိုဖမ်းဖို့ဆိုပြီးတော့ထွတ်တော်အဆောင်ရှိမှစုယုံပြီးဆန္ဒပြကြတယ်အဲ့ဒီဆန္ဒပြတဲ့လူတယောက်ပုံမှာတောင်ကိုရီးယားစစ်တပ်ကလည်းမဖြစ်ပါဘူးပါလီမန်ကသုံးချက်ချက်ကို လက်ခံတယ်စစ်တပ်ကစစ်တမ်းလေးကပြန်တယ်ဘလောက်လူပီတလိုက်တဲ့အတိုင်းပြီလဲဘလောက်အတူယူဖို့ကောင်းတဲ့အတိုင်းပြီလဲနော်စဉ်းစားကြည့်နှစ်နာရီအတွင်းမှာနိုင်ငံရဲ့အပြောင်းလဲဖို့နော်ချက်ချင်းပြောင်းလဲအောင်လုပ်နိုင်တာမြန်မာပြည်မှာမင်းအောင်နိုင်အာဏာသိမ်းတယ်လေးတစ်ခွန်လေးတစ်ရှိရနော်ချင်းကဦးလေးပုံမှန်လေးတစ်ခွန်လေးတစ်ရှိရတမရကဂျင်ညာမနိုင်ငံရဲ့အာဏာကိုယူဝင်းရှိတာအဲ့တော့လက်ရှိမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ2008ဆိုတာလေသူတို့စစ်တပ်ကပြဌာန်းထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ အဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေ၄တိခွန်ရနိုင်ငံတော်တမရကအရေးပေါ်အခြေအနေကြီးညာဖို့ဟာကာကွယ်ရေးနဲ့လူ့ကျွေးကောင်စီကိုအစည်းအဝေးခေါ်ရမယ်ပြီးမှနိုင်ငံအာဏာကိုအရေးပေါ်အခြေအနေကြီးညာပြီးတော့စစ်တပ်ကိုအကပ်မှာဒါပေမဲ့မြန်မာပြည်မှာမင်းအောင်နိုင်ကအာဏာသိမ်းတဲ့အချိန်မှာဘယ်တမရမှမကြီးညာထားတယ်ဘူးအဲ့တော့လူတယောက်ကိုဖမ်းမယ်ဆိုရင်တော့ဖမ်းဝထမ်းကအရင်ထုတ်ကြတာလားအရင်ဖမ်းကြတာဟုတ်တယ်နော်တရားရုံးကနေဖမ်းဝထမ်းကိုထုတ်အဲ့ဖမ်းဝထမ်းထဲမှာတပ်ဆိုင်ရာရဲတပ်ဘက်ကတရားခံတယောက်ကိုတော့ဖမ်းခွင့်ရှိတယ် မြန်မာပြည်မှာအာဏာသိမ်းတာဘလို့လောက်ရလဲအရင်ဆုံးတာဝန်ထမ်းဆောင်နေတဲ့ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့နိုင်ငံရဲ့အမြင့်ဆုံးအာဏာပိုင်ရှင်တမရကိုစစ်တပ်ကဖမ်းတယ်။ဖမ်းပြီးမှသူတို့စစ်တပ်ကတင်မြှောက်ထားတဲ့ဒုတမနာကိုအာဏာလွှဲတယ်ဆိုပြီးကြီးညာတယ်။အဲ့ဒီဟာဥပဒေကိုချိုးဖောက်တာမဟုတ်ဘူးလား။ကြိနော်အဲ့တော့နှစ်တော်အမတ်တွေအပါအဝင်နောက်တစ်ခုရှိတာကမင်းအောင်နိုင်အာဏာသိမ်းတဲ့အချိန်မှာ2020ရွေးကောက်ပွဲမဲမတက်မှပူကြောင့်အာဏာသိမ်းရတယ်ကြီးညာတယ်နော်။မင်းအောင်နိုင်အာဏာသိမ်းသွားတာ2015အစိုးရတက်တန်းရဲ့ နော်လွတ်တော်တက်တန်းမကုန်သေးဘူးအဲ့တော့2015ဆိုတာသူတို့စစ်တပ်ကိုတိုင်းအတီးပြူလက်ခံထားတဲ့ပြည်သူရွေးချယ်တဲ့တင်မြောက်အစိုးရကပြည်သူရွေးချယ်တင်မြောက်ထားတဲ့အစိုးရအောက်ချုပ်နေတဲ့အစိုးရတက်တန်းတရားဝင်အစိုးရတက်တန်းတရားဝင်အစိုးရတက်တန်းထဲမှာတရားဝင်တင်မြောက်ထားတဲ့တမနာကိုခန်းတယ်ပြီးမှသူတို့ရွေးချယ်ထားတဲ့ယာယီတမနာကနိုင်ငံရေးဝါချင်းတွေကိုချင်းကြပါလေဆိုပြီးတော့မင်းအောင်လှိုင်ကိုအာဏာလွှဲပေးတယ်ဒါဟာဥပဒေရအကျုံးဝင်လားမဟုတ်ဘူးလားခမင်းစားတဲ့လူတိုင်းတိတယ်ရှင်းရှင်းလေး ဟုတ်တယ်နော်ကျွန်တော်တို့ပြောတာပေရှားစင်းစင်းကြီးတရားခံတရားကိုဖမ်းမယ်ဆိုရင်တော့မှဖမ်းဝတ်ထမ်းကိုတရားရုံးကအရင်ထုတ်ပေးရတယ်ထုတ်ပေးပြီးမှသွားဖမ်းလို့ရတာရဲရစောင့်ဝန်းသွားဖမ်းလို့မရဘူးအခုကနိုင်ငံအန္တရာယ်အမြင့်ဆုံးပိုင်ရှင်ပြည်သူတမထကိုတာဝန်ထမ်းဆောင်နေတဲ့တန်လန်းနဲ့အိမ်ကိုသွားဝန်းတဲ့တမထအိမ်တော်ကိုစစ်သားတွေကသွားဝန်းနေအဲ့ဒီကဘုံချုပ်ကလာတယ်နော်တမန်ကြီးကနှုတ်ထွက်ပေးပါတမထိုးအမလိုက်ဝင်းမြေကမင်းတို့ငါ့ကိုတိုက်ရင်တပ်လိုက်နှုတ်မထွက်နိုင်ဘူးပြောလိုက်တဲ့အချိန်မှာမပါလို့လေ။တမနာကိုဖမ်းတယ်။အဲ့ဒါဟာဒီနိုင်ငံရောပုံကံတာမဟုတ်ဘူးလား။ ဟမ်နိုင်ငံတော်နိုင်ငံတော်တို့တရက်တည်းပြောနေတဲ့ဟိုဘက်ရောက်ကဖုန်းနဲ့ခွေဆက်ပေါက်ထားတဲ့ကောင်လေးတကယ်ကငါတို့ဘက်ကလူတွေအဲ့လိုလုပ်ကြည့်ဘယ်လောက်ပြောလိုက်မလဲဆိုတာစဉ်းစားကြည့်အဲ့တော့အာနာစသိန်းထဲကနေဒီနေ့အထိလောက်ခဲ့တဲ့အလုပ်မှန်တော်များပြန်ကြည့်လိုက်တခုမှဥပဒေနဲ့ညီတာမရှိဘူးလူတက်ဓမြမထိုင်းပြီပဲအကုန်လုံးနော်ပြည်သူရောမိချို့တယ်အဲ့ဒါဒီလိုဟာမျိုးတွေကိုလက်ခံပေးရမှာလားနိုင်ပြည်ရဲ့ခေါင်းဆောင်ဆိုပြီးအဲ့လိုကောင်မျိုးထားရမှာလားစဉ်းစားလေစဉ်းစားကြည့်နော်အခုတောင်ကိုရီးယားဘယ်လောက်ကြည့်ရတာဟိုချက်တွေရှိတယ်စဉ်းစားကြည့်ရင် နော်ကျွန်တော်တကယ်ပြောတာအာနာတိတ်လိုက်ပြီဆိုဖားသွားပြီတောင်ကိုရီးယားဆိုတာငါတို့တောင်နိုင်ငံတွေတောင်နိုင်ငံရေးမှလည်းထက်ထက်ပုံပြီးကူညီနေတဲ့အတိုင်းပြည်အခုဒီတောင်နိုင်ငံမှဆိုရင်ကိုရီးယားမှာ NGO ဆိုင်ရာယုံတွေဖွင့်ဖွင့်ပေးတယ်ဒီယုံကနေတစ်စိတ်လုံးထုပေးတဲ့ကျွန်တော်တို့ပတ်စုံကန်ဆောင်ထားတဲ့လူတွေကိုတောင်ကိုရီးယားလောက်ကတက်တန်းနေတိုးပေးတယ်အော်ငါတို့ထိုင်းမှာတောင်ကိုရီးယားပုံစံဖြစ်ရင်အရင်ကောင်းပါမယ်ကျွန်တော်တို့ကမျောလင့်နေရတာအဲ့ဒီချိန်မှာအာနာတိတ်လိုက်ပြီဆိုတော့ဘာပြောလို့ပြောမှမသိတော့နော်ဒါပေမဲ့နှစ်နာရီအတော်အတွင်းမှာပြန်ချားရတဲ့တဲ့ထင်ကမယုံနိုင်စရာကောင်းတော့ဘူးလေးသားပါတယ် နော်အော်တောင်ကိုရီးယားမြန်မာနိုင်ငံစစ်သားတွေလူပီတလိုက်တာဟမ်လာစုယုံနဲ့ဆန္ဒပြတယ်ဘယ်စစ်သားမှအဲ့ပြည်သူကိုတနက်အစ်စ်နဲ့လည်းမပြူအတုနဲ့လည်းမပြူမြန်မာပြည်မှာဆန္ဒပြတယ်နော်ဘာလုပ်လဲခေါင်းကိုခစ်ဖို့ပြောင်းကြည့်ရင်ခေါင်းကိုပြစ်ဆိုပြီးတော့အကောင်ပြစ်တတ်လိုက်အခုတတော်လက်ကြတော့အခုမင်းမင်းကိုဖမ်းပြီးတော့ level clearly ရောပြန်ပေးဆက်ကမာတို့ဘာဖြစ်နေကြတာမင်းမင်းအလောင်းကိုမရတော့နာတတ်တယ်မင်းတို့တွေကလေမင်းတို့တွေကလူတွေပေါ့မင်းတို့ကတလိုက်ဆန်တယ်သူများဆိုဖြစ်ချင်တာဖြစ်ကိုဂျိုးကိုဂျင်းသာတရားဆိုတော့မင်းတို့ရင်ထဲမှာခံစားတတ်ဘူး အဲဒါပေမဲ့မင်းတို့ထိမယ်ဆိုရင်တော့တအားကြောက်တတ်တယ်နော်တအားကြောက်တတ်တယ်အဲ့တော့မင်းတို့ကလည်းလူမဟုတ်ဘူးတိရစ္ဆာန်လူဆိုလို့ရှိရင်အော်ငါတို့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 လည်းဘလို့ခံစားရမှာပဲကိုချင်းစာတရားထားတတ်ကြတယ်ဒါပေမဲ့မင်းတို့စစ်တပ်ထောက်ခံတယ်ဆိုတော့ကောင်တွေနဲ့စစ်ဖို့ဂျုတ်တွေကြတော့အဲ့လိုလူတို့အတိတရားမတွင်းနိုင်ဘူးအဲ့ဒါမင်းတို့ကတိရစ္ဆာန်တယ်နော်အဲ့တော့ကိုရီးယားစစ်သားတွေယိုတဲ့ချီးကိုငါတို့ပါဆန်နဲ့ထုတ်ပြီးတော့မင်းတို့မြန်မာစစ်တပ်မတော်လို့ပြောနေတဲ့လက်ရှိမင်းအောင်ဆိုင်စစ်တိုက်နေတဲ့ကောင်တွေကိုထုတ်မင်းတို့ရှင်းတန်းကိုရိုက်ခါပို့ပေးမယ်ပြီလားအဲ့ဒီကိုရီးယားစစ်သားတွေယိုတဲ့ချီးမင်းတို့ကျွေးရမယ် เนาะชี้ทางมาตําโพชิดีเลยหว่ากองเนี่ยตีล่ะตะเกไต้บีโกกาวแหวได้ตําบ่ดอตัวไอ้หลอผิดกันเลยไอ้ห่ามาไต้บีโกกาวแหวสอกๆได้สิตัดไอ้ห่ามาနိုင်ငံတော်กาวแหวได้สิตัดအခုမင်းတို့လက်ရှိမြန်မာပြည်ရဲ့စစ်တပ်ကတိုင်းပြည်ကိုဖျက်ဆီးနေတဲ့စစ်တပ်မင်းအောင်နိုင်အပါဝင်စစ်ဗိုလ်ချုပ်တွေကောင်းစားရေးကိုလုပ်နေတဲ့စစ်တပ်တီတူကိုတတ်ဖြတ်နေတဲ့စစ်တပ်နော်အဲ့တော့မှတ်ထားဒီနေ့စာပြီးနောက်ဘယ်တော့ဖြစ်ဖြစ်ငါတို့ကတိုင်းပြည်ကိုကာကွယ်လာတော့နိုင်ငံတော်ကိုကာကွယ်လာတော့စောက်ကြီးစောက်ကြီးမပြောနဲ့ပြီလား တော်ကြီးစောက်ကျက်ပြောရင်ကိုရီးယားစစ်သားတွေအချီးကိုတွေးပန်စားကစားရမယ်လို့မှတ်ထားလိုက်ပြီလားနော်ဖုတ်ခွေးလေးဒါပဲပြောလို့ကြံမိခဲ့လို့နော်ဒီတမနာစေအောင်ချုပ်ရဲ့ဂျင်ညာနာကိုစန့်ကျင်ကပ်ွက်ပြီးတော့လက်မခံတဲ့ဒဲမှာတမနာရဲ့မိခင်ပါတီက16ရောက်ပါတယ်အဲ16ရောက်နှောင်းကဒီတမနာအာနာသိန်းနာကိုစေအောင်ချုပ်ရဲ့အာနာသိန်းခိုင်းနာကိုလက်မခံဘူးမြန်မာပြည်ကနော်မိခင်မောင်မြေတို့ဘူးလက်ငနွားအဲမှာဘူးလက်လက်ဆွေးတို့ဟမ်ဟောခင်ကြီးတို့တန်းသေးတို့အများကြီးပဲအများကြီးပဲဒီဖုတ်ကောက်ကောင်တွေ ြည်သားမင်းတို့လည်းပါတယ်နော်အဲ့ဒီအမတ်တွေချီးကိုတောင်ကိုရီးယားအမတ်တွေချီးကိုအဲ့ဒီလက်ရှိကြက်ဖုတ်ကောင်တွေလည်းကျွေးရမယ်သိလားစေဟောတောင်ကိုရီးယားစစ်သားတွေချီးတယ်မြန်မာပြည်ကစစ်ခွေးတွေကိုကျွေးရမှာမဟုတ်ဘူးတောင်ကိုရီးယားပါလီမန်တွေကနော်ဒီတမနာမိခင်ပါတီတွေကအဲ့ဒီစစ်ချောက်ရဲ့ချီးကိုလည်းမြန်မာနိုင်ငံကကြက်ဖုတ်ပါတီကနော်အမတ်တို့ကိုကိုပြောပြီးတော့တိုင်းပြည်ဖြတ်နေတဲ့ဘောင်းပြီးချွတ်တွေကိုကျွေးရမယ်သိလားကြည်သားသူများနိုင်ငံကအမတ်တွေကြည့်မြန်မာပြည်မှာဟုတ်တယ်မဲခိုးလို့အာဏာသိမ်းခိုင်းတာခွေးစကားကိုခွေးပြောခွေးယုံပြီးတော့ ကိုယ်ဆက်ခင်းနေကြတယ်ဟမ်ကြည်စမ်းမင်းတို့တွေစောက်ရှက်ရှိတာမကြည့်တာအဲ့ဒါကြီးမင်းတို့ရှက်မတတ်ရင်တော့မတည်ဘူးဟုတ်ကဲ့ပါခင်ဗျာကိုစီဗီဒီယိုဖိုင်နန်းလောက်ပါပဲကိုစီပရတော့အရန်ကိုရှင်းပါတယ်နော်ကျွန်တော်တို့ဘူးတာလည်းရတာပါဗောနော်ကိုစီရဲ့ဗီဒီယိုကဘယ်ဗီဒီယိုပဲဖြစ်ဖြစ်ပါနော်ကျွန်တော်တို့တင်ပြလိုက်လို့ရှိရင်ကြည့်တဲ့ဗီဒီယိုတိုင်းမှာပေါ့နော်အတိတ်ပဲရှိရပါနော်ဆိုတော့ဒီမျိုးအထဲတွေပဲပြောတယ်ဆိုတော့အတွက်ပေါ့နော်တစ်ပတ်ချမ်းကနေပြန်ကြည့်မယ်ဆိုလို့ရှင်တော့လုံးဝဟတ်ထီတာပေါ့နော်အညာကိုခြွေခမ်းတယ်လို့ခံစားနေရမှာဆိုတော့ဘူးလလဆွေတို့အဲယူနီဖောင်းချုပ်ပြီးတော့ နိုင်ငံရေးလုပ်နေတဲ့သံတောင်းစားတွေဒီ APD ကိုကြည့်ရမှလေးလားလူပိတပါလို့ဒီကနေ့ပြောချင်တယ်ပေါ့နော်ဆိုတော့ဒီ APD လေးနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ကိုယ့်ထမင်းချက်လေးရောပေါ့ကျွန်တော်ညီကမမအနေနဲ့ပေါ့နော်ကိုမမရိုက်ခဲ့ပြလို့ရပါတယ်ဆိုတော့ကျွန်တော်အများကြီးပြောတော့ပါဘူးကျွန်တော်ဗီဒီယိုလေးတွေမှာပဲဆုံးသက်ပါတယ်ဆုံးအချူချူပြတဲ့ရောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ချီပါတယ်ခင်ဗျာကျွန်တော်တို့တော်လိုင်းညီကမမများအားလုံးအဆက်ဆက်ရရအဆင်ပြေပါစေလို့ဆုတောင်းပေးရင်းနဲ့နောက်နေ့ကျမှပြန်လည်ကြမယ်ကျမကြီးကူဆက်ကြပါခင်ဗျာ